ချက်အကျွမ်းဆုံးတော့မပြီးရင်လည်းတိုးစရာပေါ့ပါဒါကတော့ကျွန်တော်အကျွမ်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိရယ်ကျွန်တော်သိလို့ရှိရင်တော့ချက်ကြည့်ဖို့အကြောင်းပဲပြောတော့ကျွန်တော်ပဲဖြစ်ဖို့များပါတယ်ပြောမယ်ဆိုစစပိုင်းမှာအရင်ထူးဆန်းတယ်နော်ဘာလို့ဆိုတော့အဲကာကျိုးရှင်ရယ်ရှင်မရယ်ချီပူရှင်ရယ်ရှင်ဆုံးရှင်ဆုံးနော်ဒါစုံမှုတက်ရှားရယ်နော် မင်္ဂလာပါခင်ဗျာဒီမှာမှတက်လိုက်မှာဒီဘက်တစ်ခုဒီဘက်တစ်ခုအာဒီထဲမှာကျွန်တော်တို့ဒီဆိုင်ကြီးထဲမှာပေါ့နော်မီတာဆိုးလေးချစ်ချင်းမမီးနေတယ်ကျွန်တော်ကတားလက်ပေါ့ကိုကိုလက်ဆွဲနေရတယ်ပေါ့ဝင်ရတာဘာကြောင့်ပါညနေညရတနာကြောင့်ねကျွန်တော်နေရကျွန်တော်အာ ိန်းတော်တယ်ပေါ့မင်းများတယ်ပြီးတော့ဒီမီကို၃ယောက်မီကို၃ယောက်ရှိရဲကျွန်တော်ကအလက်ပေါ့ဒီဝတ္ထုကကြတာနာမည်ကြီးဝတ္ထုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပရိသတ်တွေဖတ်ပူတဲ့ပရိသတ်တွေလည်းရှိမယ်ရှိပြီးသားဖြစ်မယ်ထင်တယ်အဲဆိုတော့ဒီဇလန်လေးအကြောင်းကို ကျွန်တော်တို့ဒီဇလန်တွေအဖြစ်နဲ့ကျွန်တော်တို့ဘယ်လိုထပ်ပြီးတော့ပရိသတ်တွေကိုအမှုပညာအကောင်းဆုံးအမှုပညာတွေဘယ်လိုပေးမလဲဆိုတာတော့အဲကျွန်တော်တို့ဒီစက်ကားလေးထွက်လာတဲ့ခါကျလို့ရှိရင်ပြည်သက်ဒီဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါဦး။ ကျွန်တော်တို့ဒါဘယ်လိုဖန်တီးမလဲပေါ့နော်အဲကျွန်တော်ဖတ်ဇလန်ဖတ်တာတော့အရင်ကြိုက်တယ်ဒီစကားဘယ်လိုဖြစ်တာဟိုဒီကားလေးကနည်းနည်းဟိုပြောမယ်ဆိုစစပိုင်းမှာအရင်ထူးဆန်းတယ်နော်ဘာလို့လဲဆိုတော့အဲကာဂျိုရှင်ရယ်ရှင်မရယ်ကြည်ပူရှင်ရယ်ရှင်စုံရှင်စုံနော်ဒါစုံမှုတက်ရှားရယ်နော်ကျွန်တော်စုံမှုတက်ရှားရယ်ဆိုတော့ဒီစကားလေးထဲမှာပါဝင်ထွက်ရတာစစချင်းမှာပဲအဲ့လိုမျိုးလေးစိတ်တပြူဖြစ်တယ်နော်ဒါထူးဆန်းတယ်ပေါ့နော်ဒါဒီလိုမျိုး ဆုံဖို့အတွက်ပေါ့ဆောင်းအဲကျွန်တော်ဒီကအဲကြောင့်မလို့အဲပရိသတ်တွေအတွက်ဒီဆက်လန်းကိုတိပိတာပရိသတ်တွေအတွက်ကျွန်တော်တို့ပရိသတ်တွေရဲ့အဲဒီညှိုလင်းချက်တွေအာဘယ်လိုပြောမကျက်စီအောင်ကျွန်တော်တို့အမှုပညာတွေမှာဒီမှာနေပြီးတော့ကျွန်တော်တို့အတွက်ဒါအတားတွေပိုင်ဖို့အတွက်ငွေငယ်စဆိုင်လေးနဲ့ပြောရလို့ရှင်တော့ဒီ production design ရအစားကျွန်တော်တို့တည်ချာလေး script reader ဆိုတော့ကျွန်တော်၃ရက်လောက်ကျွန်တော်တည်ချာလေးပြင်ဆင်ပြီးတော့ပြည့်တက်တွေ မျိုးလင်းနေတဲ့ပြည်သက်တွေအတွက်ကျွန်တော်တို့ဒီအမှုညာအကောင်းဆုံးစူးစမ်းပေးဖို့အတွက်ကျွန်တော်တို့ပြင်ဆင်လာပါတယ်ခင်ဗျာ security တွေမှာအလုံးမှတ်ရရရှိခဲ့တယ်လို့ပြောရပါအဲအဓိကကျွန်တော်ကအဲဒီမျက်နဲ့ဒီလင်းများကန်းဆိုတော့ခြေကန်းချက်ကန်းနဲ့ရိုက်ရတာအများတဲ့ခါကျတော့ကျွန်တော်တို့ဒီ ခြေခံကြကမ်းပါမှာကျွန်တော်တို့ပြိသက်တွေအမြင်မရအောင်ပြပါလို့ရှင်တော့အဲဒီ romance ဖြစ်တဲ့ခါကြလို့ရှင်လဲကျွန်တော်တို့ပိုပြီးချစ်ဖို့ကောင်းအောင်ဆိုတော့ကျွန်တော်တို့တန်တိုင်မြင်မြင်လေးပေါ့နော်ဒါလေကြလို့ရှင်တော့ဟိုကျွန်တော်တို့ဖန်တီးတဲ့နေရာမှာလွဲချော်ပါလို့ရှင်ပြိသက်အမြင်မှာမျိုးဖြစ်သွားမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲလာအောင်ပြောရှင်တော့အဲပြိသက်အမြင်မှာကြည်လို့ကောင်းအောင်ကျွန်တော်အဲအဲ့လိုမျိုးတိုင်မြင်ဖြစ်တာပေါ့ဒီအဝတ်စားအစား အဲဒီဘယင်းသားနဲ့မတူအောင်ကျွန်တော်တို့တေချာနေတိုင်းပြီးတော့အဲဒီဒရိုက်တာလိုချင်တဲ့အကြောင်းအရာစံညောစံညောအမားတွေအားစာအကုန်လုံးကျွန်တော်တို့တေချာနေတိုင်းပြီးတော့ညနေကလေဟိုဒီဆက်ကဟိုစပြီးတော့ confirm ဖြစ်ကြတဲ့ကသူနဲ့ friend ဖြစ်ပြီးတိုင်းနေတာအခုချိန်ချင်းဒီကကျွန်တော်တို့ကျွန်တော်တို့ကောင်းစေချင်တာပေါ့နော်ဒီကဘလို့ဖြစ်ကိုဟိုရလာတဲ့တာဝန်တစ်ခုပေါ်မှာကျွန်တော်တို့ ာဝန်ချေချင်တယ်ပြောရလို့ရှိရင်တော့အရင်အားနဲ့မတူအောင်ကျွန်တော်တို့အခုဆိုရင်လို့ပြကျွန်တော်အများနဲ့ပြောပါရင်ပြည်သက်တွေကကျွန်တော်တို့စက်ကောက်ကြီးလို့ရှိရင် episode တစ်ခုမှာအဲမိနစ်အဲ45မိနစ်ပဲဒါဒီ45မိနစ်ကိုအချိန်ပေးပြီးတော့ကြီးရတဲ့အခါမှာပြည်သက်အချိန်ပေးရဂျုံနဲ့အောင်ကျွန်တော်တို့ဂျူးစားချင်တယ်ပေါ့နော်အဲ့ဒီကျွန်တော်ပေးတဲ့အမှုပညာမှာအဲပြည်သက်ပေးရတဲ့အချိန်နဲ့တန်အောင်ကျွန်တော်တို့ ဒီပြင်ဆင်မှုအပိုင်းမှာလည်းတေးချာလေးပြင်ဆင်လာပါတယ်။တွေးတာပြောပါတယ်တွေးတာကတော့ကောင်းတယ်တဲ့။မြောက်လုံးတိုင်းရင်းသားဖြစ်နေတဲ့ခါကျတော့လေကျွန်တော်တို့နှောက်ထွက်လာလို့ရှိရင်တော့မြောက်လုံးကဝဲသေးသေးလေးဖြစ်နေတဲ့ခါကျတော့ပြိတက်မျိုးလေးအမြင်ဆမ်းမယ်လို့ထင်တယ်။ဒီကမြစ်ကလည်းဒါတောင်ကြီးတူကျွန်တော်ကကျွန်တော်ကလည်းမော်လမြိုင်ဒါပြည့်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စကားပြောလို့ရှိရင်တော့အဲနည်းလေး စကားဝဲတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ထင်တယ်ပေါ့နော်အဲဆိုကျွန်တော်ညောက်တော့နဲ့လေးပုံစံတမျိုးလေးတော့ဖြစ်မယ်တော့ထင်တယ်အဲ့အတွက်လည်းရမ်းရင်ခုံပါတယ်မျက်နဲ့လည်းဒါဘယ်တော့မှမလုံးစုံတဲ့အခါကြတော့လေမျက်မျက်ကရောဘယ်လိုမျိုးညောက်အကျပ်ပြရမလို့ရှိတယ်ကျွန်တော်တို့ကျတော့လေအဲအတိုင်းသားတွေပြုလို့လားမသိကိုလိုချင်တဲ့ဟာတွေပေါ့ပုပွင့်လင်းရှိရဲပေါ့နော်မျက်နဲ့အခုအခုမှဆောင်ရတယ်ဆိုပေမဲ့လည်းညောင်တော့ပွင့်လင်းကြရဲခါမှာအဲဘယ်လိုပြောမလဲတယောက်နဲ့တယောက်အဲ့ဒီညှိနိုင်တဲ့အပိုင်းမှာအရင်အဆင်ပြေရဲ့ခင်ဗျဒါ ိုဒီဒါပြီးမှပဲဒီ item ဘိုင်းကစုံရမယ်ဆိုတော့ဟိုပြီးတော့မှပဲဒီအတွေ့အကြုံလေးတွေကျွန်တော်ပြန်ပြောလို့ရမှာပေါ့လေနော်ဆက်စားခြင်းခင်ခင်ရတဲ့အချိန်မှာပဲသူအလုပ်ပေါ်မှာဘယ်လိုလေးတန်မိုးထားလဲအဲသူအလုပ်ပေါ်မှာဘယ်လိုလေးစိတ်ပိုင်ဝင်စားမှုရှိလဲဆိုတော့ကိုယ်နဲ့ energy တူတယ်ပေါ့နော် energy တူတယ်ကျွန်တော်ဆိုရင်လည်းအဲ့လိုမျိုးပဲအလုပ်တစ်ခုကျွန်တော်ဘောင်းနဲ့ရောက်လာလို့ရှိရင်ကျွန်တော်ဘယ်လိုလေးလုပ်မလဲ တရဗီဒီယာတော့ဒီနေ့တွေ့တာနဲ့မနေ့ကတွေ့တာနဲ့မနေ့ကပြီးတော့ပုံကောင်းလာတာရှိရယ်ဆိုတော့ကျွန်တော်ကနေ့တိုင်းအဲ့လိုမျိုးအဲ timing တွေဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့ပုံကောင်းမှုတွေပဲ timing ရဲ့ခါကျတော့ဒီအလုပ်ပေါ်မှာတင်မိုးထားတဲ့လူချင်းချင်းအလုပ်တွေလုပ်ခင်းရတာလည်းကျွန်တော်တကယ်ကိုကြော်ပါတယ်ဒီမှာလည်းချစ်မှာပါမိမတော့လေအဲဆိုတော့ဒါတော့ဟိုစပွိုင်းမိမှာဆိုလို့ပရိသတ်တွေကတော့ချမင်းစီကြောင့်ထွက်တော့ခါကျတော့မှပဲကြည်စီချင်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့စူးစမ်းမှုတွေဖန်တီးမှုတွေပါ ကျွန်တော်ပဲချက်မှာပါ။ဘာလို့ဆိုတော့ကျွန်တော်သိလို့ရှိရင်တော့ချက်ကြည့်ဖို့အကြောင်းပြောတဲ့ကျွန်တော်ပဲဖြစ်ဖို့များပါတယ်။အများကြီးပဲပါတယ်။ကျွန်တော်ကလေအကျွေးတွေဆိုတော့များနေပြီနော်။မီဒီယာကိုမာရီရောအကျွေးရှိတယ်ဆိုတော့ကျွန်တော်တရက်လောက်အဲ့လိုမျိုးနည်း ေါ်ကန်လေးတစ်ခုမှာဟာပြီးမှအဲ့လိုမျိုးအမားတို့တဲ့ချက်ကျင်မှလောက်မယ်ထင်တယ်ဘာလို့ဆိုတော့အဲ့လိုမျိုးကျွန်တော်ကလည်းတယောက်ကိုချက်ကျင်လို့ရချင်းတယောက်ကမစားဘူးဆိုရင်လည်းမဖြစ်စေချင်ဘူးလေအကုန်လုံးကြွေးချင်တယ်ဒါတကယ်ပါစိတ်ရင်းနဲ့ပါအဲ့မှတ်လည်းမှတ်မိပါရဲ့ဒီမီဒီယာအကူအမတွေအကျွေးရှိရဲဆိုတာလေဆိုတော့ဒါပေမဲ့အဲ့လိုမျိုးတိုင်ပင်လိုက်ကြပါတော့နော်ဘာလို့စားချင်လဲဆိုတော့ဟဲ့လိုက်လဲဆိုတော့ဘယ်နဲ့မျိုးတော့ကျွန်တော်ချင်တဲ့ချက်ပဲ ကျွန်တော်ကဘာမတော်စားကြအောင်ချက်ကြည့်ပူစားလွယ်ပေါ့ပူစားမစပါဂက်တီတို့ဘာလို့ညာတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်လည်းမချက်တဲ့ကျွန်တော်ချက်တဲ့အရာကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပေါ့နော်ကျွန်တော်တိုင်းသားအစားအစာတွေပြီးသွားလို့ရှင်တော့မြန်မာသမင်ဟင်းတွေဆိုတော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့ဒါကတော့အဲကျွန်တော်ကောင်းကောင်းချက်တဲ့ ချက်အကျဉ်းဆုံးတော့မပြီးရင်လည်းတိုးစရာပေါ့ဗျာဒါကတော့ကျွန်တော်အကျဉ်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိရယ်အမြင်နဲ့ရှိရယ်ဆိုတော့အဲ့ဒါကတော့အမြင်နဲ့အာကျွန်တော်အကောင်းဆုံးချက်နိုင်တဲ့ဟာပါအဲ့မို့ကျွန်တော်တို့ညီမဆိုရင်လည်းเนาะအဲ့ဒါမြင်လို့ရှိရင်ဘယ်သူမှမစားခြင်းဘူးလို့မနေနိုင်ကြအောင်လေเนาะကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘလောက်ပဲ diet လုပ်တယ်ပဲပြောပြောဘလောက်ပဲ weight short တယ်ပဲပြောအဲ့ဒါတွေ့လို့ရှိရင်စားဖို့စားခြင်းလည်း ့ပြောရလို့ရှိရင်အဲ့ဒါလေးခါလေကြားလို့ရှိရင်အမြင်ပေါ့နော်ကျွန်တော်တို့မြန်မာတွေကြတော့ခမင်းကြိုက်တဲ့လူတွေခါကြတော့ဒီအမြင်လေးလှနေလို့ရှိရင်ခမင်းပုံမိန်နဲ့ပူစားခြင်းနဲ့ခါကြတော့ကျွန်တော်ကအနည်းငယ်ကျွန်တော်အဲကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်ခမင်းမေ့စေခြင်းလို့ကျွန်တော်အနည်းငယ်ဝေရာလေးအဲ့လိုမျိုးစားစေခြင်းပဲပေါ့နော်အဲ့ဒါကြောင့်မလို့ခါကြဈေးသွားလို့ရှိရင်တော့အဲ့တလန်းလုံးရှိတဲ့မြန်ဟင်းလေးရတယ်အကုန်လုံးကောက်လာခဲ့အဲ့လိုမျိုး ချောင်းမက်စ်လေးတက်ပြီမက်စ်လေးတက်ပြီညာမူစားလည်းမစားပါလားတဲ့မောင်လေးညာစားလည်းမပါလားတဲ့မောင်လေးစားပါဒါဒါဒါပဲပါလေမူစားပါလားအပကားထဲမှာတော့ပါပါတယ်ပါတယ်ဟုတ်ကဲ့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 အေးဘယ်ရမလို့ကျွန်တော်ကလေကိုကိုတိုင်လောရတာပဲကြိုက်တဲ့သူမျိုးဆိုတော့အဲ့လိုမျိုးဥမာအဲကျွန်တော်ဟင်းချက်တာကိုကျွန်တော်ကိုတိုင်လောက်ပြတာပို့ပြီးတော့သဘောကျဟိုကို ကိုယ်တိုင်ပဲလုပ်ချင်တယ်ပေါ့နော်။ဟိုမှာဝိုင်းကူပေးရမလား။အဲ့ဝိုင်းကူတာကျွန်တော်တက်ပို့လို့အချိန်ကြာတယ်။ကျွန်တော်တယောက်တည်းလုံးလိုက်လို့ရှိရင်ပို့လို့တော့မညံတယ်ပေါ့နော်။ဆိုတော့ကျွန်တော်အမြဲတမ်းဘယ်လုပ်ပဲဖြစ်ကျွန်တော်ရဲ့အာဒီဝေယဝတ်စားရတဲ့ပြင်ပရာပြီးကျွန်တော်ကိုယ်တိုင်လုပ်ရတာပို့ရတယ်ပေါ့ကြာ။အားပေးတယ်ဆိုရဲအကြောင်းလည်းပြောတယ်ပေါ့။ခါလေကြလို့ရှိရင်တော့ message ဆာလည်းမှတ်မိရတဲ့အကြောင်းလည်းပြောတယ်ပေါ့။အဲဆိုတော့ message ချုပ်ပြပါဦးဆိုရင်လည်းချုပ်ပြရတာပေါ့။ဒါပေမဲ့အပိုးတော့မတောင်းပါဘူး။ဘာလို့လဲဆိုတော့အဲ့လိုကိုအပိုးပေးလိုက်တာဖြစ်တယ်။အဲ ရှိရယ်လက်ဆောင်ပေးရခါကြရယ်အားနာရယ်နော်ကျွန်တော်ကကျတော့ကျွန်တော်အားပေးရတဲ့ကြောင့်မလို့ကျွန်တော်ကဒီဈေးကိုအားပေးရှင်အဲ့လိုမျိုးဒါကြလို့ရှိရင်တော့အဲမယူခြင်းအဲတို့ကိုအားပေးတာနဲ့ကိုကတို့ဒါဈေးကိုပရိတ်တဲ့ဈေးရောင်းတာကိုပြင်အားပေးရှင်ပူပူအောင်အားပေးရှင်ပါတော့ကျွန်တော်လက်ဈေးတွေကိုတော့တက်အိမ်နဲ့နေရပါဘူးအိမ်နဲ့နေရဆိုတာလမ်းလျှောက်တာအဲအကြလည်းအဲ့လိုမျိုးအများတန်းလဲဒီ အလုံးနဲ့ပဲအချိန်ပြည့်မနေခြင်းဝင်နေတာကိုယ့်ရဲ့တာမန်ပုံစံ daily lifestyle နဲ့လည်းဒီအဖို့ကိုပါလိနေခြင်းနဲ့ခါကြတော့အဲ့ဒါကိုပြောဖို့ကောင်းတယ်โอเคปริตัตติကျွန်တော်တို့မကြခင်ကျွန်တော်တို့ ID နဲ့ဒီ channel စီတော့ဆန်တဲ့လေးကိုအာအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီစကားနဲ့ပတ်သက်တဲ့အမှတ်တရတွေတိကျုံတွေကိုလည်းနောက်မှကျွန်တော်ထပ်ပြီးတော့ပြသပြီးပြပြပါအောင်မယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါ